ပညာခါတော်ဖြစ်စီရလျောစွာယဟန်ရှင်လူယောဂီတွေမြန်တာများပြီးတော့နေပါတယ်ယဟန်ပုဂ္ဂိုလ်တွေကလည်းဒုံလောကတွေတော်များခါတော်တင်ပါတယ်ဆရာနဲ့ပုံစံကြော်လို့ရှိနေဒီမှာလည်းဒီနေ့တော့200လောက်ညလောက်ညီပါရှိဒီက40လောက်ပြည့်ပြီမျိုးသမီးယောဂီတွေလည်းခဏများပြီးတော့ဒီကတိုင်းနေတယ်အများကြီးပြည့်ပြီအားလုံးသိခံပြီးတော့နေကြမှာဖြစ်မှာပါ ။နေရာထိုင်ခင်းကတည်းကကျေတုံးနဲ့ပြစ်တော်ဘူး။ဒီနေ့သင်ညာခါတော်မှာတရားဟောဖို့ရာကတော့ရတိစေပန်းနဲ့ဆက်ပြီးတော့ဟောဖို့ရာစဉ်းစားထားပါရဲ့။ဒီမှာကောင်းစဉ်နာမည်ပေးထားတဲ့ခွင့်သာကဲ့လုံလောက်တိုက်တရားတော်။ရတိစေပါကလွတ်ပြီးတော့ဘုဟုမြောက်ဖြစ်တဲ့ဘုရုပါဒနာမခဏတော့ရတယ်ဆိုတာမြတ်စွာဘုရားဤသာသနာတော်မှာအခွင့်သာတဲ့အခိုက်အတန့်မှာပဲ။ အဲဒီဖွင့်လာတဲ့ခိုက်တာမှာမိမိတို့ကျင်းနေကျင်းနိုင်တဲ့ကုသိုလ်တရားတွေပွားများကြဖို့ဒီပဲပြီးတော့ဖွင့်သားခိုက်လုံးလဆိုင်တရားတော်လို့ဆောင်းမပေးထားပါလေ။ခါတဘာမှာမြတ်စွာဘုရားကရဟန်းတွေကိုအဲဒီဘုရုပါရဏောမှာခဏနဲ့စပ်ပြီးတော့မိန်တော်မူပါရဲ့အနာကိစ္စလောကောခဏကိစ္စလောကောတိဘိခဝေအတုတဝါပုထုဇနောဘာဝတိ သောသာခောနသနာတိခဏဝအခဏဝသိကဝေယံလောကလောကတိခဏကိစ္စအခွင့်သာရောခန္ဓာဤအမှုကိစ္စရောပြုလို့ရပြီလောကလောကတိခဏကိစ္စအခွင့်သာရောခန္ဓာဤကိစ္စကိုပြုလို့ရပြီဒီတိဤတော့အသုဒ္ဒဝအကျဉ်းဖြင့်ဘုသူဒ္ဒနဲ့ပြီတော့ဘုသူစနော သူများသည့်ကုသသင်ပုဂ္ဂိုလ်သည်ဘာတတိပြောဆိုလျက်ရှိ၏ဟောသောတော်လေသောသသူပြောဆိုသောကုသသင်ပုဂ္ဂိုလ်သည်ကခဏဝါပြည့်လျော်သောခဏသော၎င်းခဏဝါခဏမဟုတ်သည်ကို၎င်းနာဂာနာတိမတိရပေသောကမှာပြောနေကြတယ်သူတမရှိတဲ့ပုဂ္ဂိုလ်အများကား ခဏကိစ္စသွင်းတာတဲ့ခဏမှာကိစ္စပြုရတယ်သွင်းတာတဲ့ခဏမှာကိစ္စပြုရတယ်ဒီလိုပဲပြောနေကြတယ်ဒါပဲမယ်လို့အဲဒီလူများစုဟာသွင်းတာတဲ့ခဏဆိုတာလည်းသူတို့သိတာမဟုတ်ဘူးသွင်းတာတဲ့ခဏမဟုတ်တာကိုလည်းသူတို့မသိဘူးအဲခဏဆိုတာဘယ်လိုအားခေါ်လဲခဏမဟုတ်တာကဘယ်လိုအားခေါ်လဲဆိုတာမသိကြဘူး လောကအနေအချင်းတော့သူတို့ခွင့်တာကပြီးတာပေါ့လေမြတ်စွာဘုရားလိုတော်နဲ့ဆိုတော့အဲ့ဒါမဟုတ်ဘူးလောကအနေအချင်းတော့လေယာဉ်ကိုင်းကျော်ဆိုင်ကျတဲ့ပုဂ္ဂိုလ်တွေမှာမဟုတ်ကြတဲ့အခါမဟုတ်တို့ရောက်တဲ့အခါကာလကြာရင်ဒါသူတို့ခွင့်တာတာဟောတဲ့ပြောလို့ရရင်အဲ့ဒါခဏပဲဒါသူတို့ရဲ့ခဏအရာဝယ်ခြင်းတဲ့ပုံစံတွေမှာလည်း သူတို့ဆန္ဒကောင်းမြစ်စီပေါ်လာတဲ့ခါကာလတွေမှာသူတို့ရဲ့ခဏပဲအဆုံးသာတော့မှလွတ်လွတ်လာတာ။ဒါကြောင့်ဒီကပြောပြောတဲ့ဆိုရင်ကြည့်ရတယ်လက်သာတော့မိုင်းနေတယ်။အဲဒီကအခုကဲတော့ဗီဒီယိုတွေကလည်းညာညာမထွန်းနိုင်ကြတော့ညာခါကာလလက်အားကိုးရတာနေတော့ဒီနေ့လုံးလှုပ်လှုပ်နေရတာပါပဲ။ညာခါကာလမိမရှိတော့အလုံးမလုံးနိုင်ဘူး။ဒါတော့လက်သာတော့မှလို့ လာရောက်မိပြီးတော့ဘိုင်းငင်ရတာအကြောင်းပြုပြီးလာတာတော့ဘိုင်းငင်ဆိုပြီးတော့ဆရာဆရာတော့ငါလည်းသူကဝင်တာတော့သူကလည်းကိစ္စလာပဲဒီလိုကိစ္စတွေအများကြီးရှိပါလေဒီတော့ကိုယ်ခွင့်ကာလအားလျော်စွာပြုတဲ့နေခါလေးရှိပါလေအချိန်ကာလအားလျော်စွာရှိပါလေသာရေးဆရာတွေမှလည်းရှိတယ်လူချင်းကာလအားလျော်စွာသင်လျော်တဲ့အကြောင်းအရာတွေရေးရတယ် အဲအချိန်မီရေးပြီးတော့ထုတ်လိုက်လို့ရှိရင်ဖြစ်နေတယ်အဲဒီစာရီစာဆောင်နေစာဥတွေကအများကြီးတွင်ကျယ်တယ်ချိန်လုံးသားမှဆိုရင်တော့အဲ့ဒါတမိုးမရှိတော့ဘူးအဲ့ဒါကြောင့်သူအခွင့်ခါရတဲ့ကသူ့အချိန်ရတဲ့ခါကာလမှာခိစ္စကိုပြရဲဆိုတာလောကအနေအချင်းတော့လူကဘုရုဇဉ်ပုဂ္ဂိုလ်တွေအများပုဂ္ဂိုလ်တွေကဒီနားလည်းနေပါလေဒါပေမဲ့မြတ်စွာဘုရားအလိုတော်တော့မရှိဘူးပေါ့မြတ်စွာဘုရားအလိုတော်က ိစ္စဆိုတာကဘာလဲကိစ္စဆိုတာကိစ္စကိုပြုရစွာဘယ်လိုပြုရမှာလဲအဲဒီကိစ္စပြုရတဲ့အခွင့်ခဏကဘာလဲဆိုတော့မြတ်စွာဘုရားလိုတော်တိုင်းဆိုရင်တော့အဲဒီလောကဟာတွေကမဟုတ်ဘူးလောကဟာတွေကတော့လောကစည်းဝါးရေးတွေနေနေစားရတော့ကြီးအဲ့ဒါတွေနဲ့စပ်ပြီးတော့ပြောလာလို့အဲ့ဒါတော့မြတ်စွာဘုရားဒီမှာထုတ်ပေါ်ပြီးတော့ဟောတာပါလေခွင့်ခဏကြုံတဲ့အခါမှာကိစ္စကိုပြုရတယ်လို့ ။ညားကပြောနေကြတယ်။ညားမြင်မရှိတဲ့လူများစုပုထုဇဉ်ပုဂ္ဂိုလ်တွေကအခွင့်ခဏကိုလည်းသူတို့မသိပါဘူး။အခွင့်ခဏမဟုတ်တာကိုလည်းမသိပါဘူးလေ။အခုအခွင့်ခဏမဟုတ်တာနဲ့အခွင့်ခဏဟုတ်တာကိုလည်းဆိုတော့ဘုရားကဟောမယ်လို့ဆိုရည်ရွယ်ချက်နဲ့ဒီစကားကိုမိန့်တော်မူပါရဲ့။မြတ်စွာဘုရားသာသနာ့ဓမ္မကျင့်ဝင်တဲ့ဆရာတို့ရှင်ဒီစကားကအမှန်တရားအရေးကြီးပါတယ်။လောကမှာ ို့ခွန်ကာလာသူ့ချိန်ကာလာလေးကအလုံးလုံးပြီးတော့အကျိုးစီးပွားရတယ်လို့ပဲဒါကနော်လည်းစပြီးတော့လဲသွန်းခဏကြုံတဲ့ခါကာလာမှာကျင့်သုံးလို့ရှိရင်ကျိုးရှိပါတယ်မကျင့်သုံးရင်လည်းအကျိုးတွေဆုံးယူသွားပါတယ်အားကြောင့်မြတ်စွာဘုရားကဒီတုတ်ကိုဟောတော်မူပါတယ်အာတိမေဒိဋ္ဌဝေအက္ခဏာအသမယဗြမစိယဝါတာယဒိဋ္ဌဝေယံတို့ဗြမစိယဝါတာယမြတ်သောအကျင့်ကိုကျင့်သုံးခြင်းဟာ ဧခဏအခွင့်ခဏမဟုတ်ကုန်သောအတမယာချင်းကမဟုတ်သောအရာတို့သည်ဤမေအထဤစေပါတော်ပေသည်မြတ်သောအချင်းကိုจิตသုံးလို့ရအခွင့်ခဏမဟုတ်တာချိန်ခါမဟုတ်တာရှင်မျိုးရှိရဲ့ရတ္တိစေပါဆိုတာဒါလေရတ္တိစေပါအတမေထဘေစေပါတော်ဤမူဟာ ဣဒာဘိကဝေတတ္တသောစွာလောကေဥပ္ပနောဟောတိအရဟံသမ္မသမ္ဗုဒ္ဓဝိသုသရဏသမ္ပန္နောတုဝေတောလောကဝိဟုနုတ္တရပုရိသဓမ္မသာရတိသတ္ထာဒေဝမနုဿာနဗုဒ္ဓဘဂဝါကမ္မောသတေပိယတိဩပါဒမိကောပရိနိဗ္ဗာနိကောဩပါဒမိကောပရိနိဗ္ဗာနိကောအယံသဗ္ဗကလော အယသာပုဂ္ဂလောနိယံဥပပန္နောဟောတိအယံဒိဋ္ဌဝေပထမောအတ္တပထမောအခဏောအတ္တမယောဓမ္မစီယဝါဒယဒိဋ္ဌဝေယဟံတောဣဒလောကေဣလောက၌တထာရတောသညသောဇယသီလီဥပ္ပန္နောတွင်ထွန်းတော်မူသည်ဟောတိဖြစ်၏မြတ်စွာဘုရားလည်းတွင်နေပြီအဲလိုဖျားတော် အရဟံကိလေသာကင်းဝေရောမူသောအရဟံဒုနဇမတ္တဝါပေါင်းလိုက်သူသောသူခန္ဓာမူလိုက်သောမြတ်စွာဘုရားအမတမောရောသစ္စာလေးပါးထာရင်သောတရားတို့ကိုသုဝတာနိမခမေကိုဝိညာဟောသွားဖြင့်သုံးစားဖွေရှားသာသိမြင်တော်မူသောမြတ်စွာဘုရားအဲသုဝတာနိမခမေနဲ့သစ္စာလေးပါးမှန်တရားတွေကို ကိုယ်တော်တိုင်မှန်စွာသိတဲ့ဖရာပဲဝိဇာသရဏတန်တန်တော်ဝိဇာခေါ်တဲ့ညာလူသုံးပါညာလူရှိပါသရဏခေါ်တဲ့ခြေကကျင်တရားတော်နဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားဝိဇာသုံးပါဝိဇာခြေပါဝိဇာသုံးပါဆိုတာကုဋ္ဌိအားဘုဘေနိဝါဒခြေခြေကဖြစ်ခဲ့မှုတဲ့ဘွာဟောင်းနေပေါ်ပြန်ပြီးနိုင်တဲ့ဉာဏ်ဘုဘေနိဝါဒညာခေါ်တဲ့ အဲ့ဒီညာနဲ့လည်းပြည့်စုံတယ်ဒိဗ္ဗာသကုသဂရိမျက်စိနဲ့မမြင်နိုင်တဲ့အနည်းအဝေးအကုန်လုံးဒီလောကမှာရတဘာဝလောကမှာရဖြစ်ကြဝလာမှာရတဘာဝကြဝလာမှာရှိတယ်မြတ်အသေးနေသတ္တဝါတွေသိပြီးတော့ဘဝအသည်ဖြစ်တာတွေအဲ့ဒါတွေကိုမြင်နိုင်တယ်ဒိဗ္ဗာသကုဖြစ်ရင်ဒါလည်းပဲပြည့်စုံအာသဝခရညာနဲ့အာသဝတရား၄ပါးလေးကုံရာကုံကြောင့်အာသဝတရား၄ပါးလေးကုံစေနိုင်တဲ့ အရဟတမညာသာရိဏ္ဍညာအရဟတမညာနဲ့ပြည့်စုံတော်မူလေဒီအခုရိယာနဲ့ပြည့်စုံရပါလို့ဤဒီကဝေရရဲ့တရေတွေကစူတောင်းတာကုရိယာနဲ့ပြည့်စုံရပါလို့ဘဝေနိဝါဒညာဒိဗ္ဗသက်ကုညာအသောပြညာနဲ့ပြည့်စုံရပါလို့ဤလိုဆိုတာပဲဘုလိုနဲ့ဇလုံးတော့ပေါ်တယ်အခုကာလမှာဇလုံးတလုံးသုံးတာတော့ဘောရှိရတဲ့သုံးတယ်ရှားပြီးရုပ်ဆိုင်ရှိရတယ်သူဒီအားဇလုံးနဲ့သုံးတာ ။နောက်ပြီးတော့ဝိဇ္ဇာ7ပါးဆိုတာကတော့ဝိမာဣတိစေပုတိအာဝိမာဣတိစေပုတိအာဆိုခုရှိတယ်။ဝိကဝိပဿနာညာမာရမနောမေကြီးညာနဲ့မနောမေကြီးဆိုတဲ့ဖန်ဆင်းတာပါပဲပုံသူဖန်ဆင်းနိုင်တယ်တဲ့မိမိယုံတယ်။အထက်တဲ့ကျော်ဖန်ဆင်း။ဤကအေဒီဝိဒညာဗာမင်ညာရိုးရိုးမျိုးမျိုးသူတွေဖန်ဆင်းနိုင်တယ်။ ေယဖြစ်တော်ပရိယညာဒီဘသိကိုသိနိုင်တဲ့ဝိမာန်ဤစေစုစုကပုဂ္ဂိုလ်ဒီပါတာခဏညာလေဒီကအဲဝိမာန်ဤဒီဒီကိုကြာတာဒီကဒိဗ္ဗသောတညာရိနာနဲ့မကြနိုင်တဲ့အာဏိဟူတယ်မြတ်ဤဤလောကကာယတဘာဝလောကကာယဥစ္စကြဝလာပဲတဘာဝဥစ္စကြဝလာလည်းအာဏိဟူတယ်မြတ်ကိုနားထောင်လို့ရှိတယ်စိတ်နဲ့နားထောင်တာပေါ့ကြားနိုင်တယ်ဒိဗ္ဗသောတကဒီမှာဤဒီစေတောတရိယ ဉာဏ်လိုက်ပြသူသူဒီအာဃာတခဏဥစ္စာကိုဝိနေပါဒဒိဗဗေအာဘောခေယဉာဏ်ပေါင်းလိုက်လို့ဆိုရင်သိခုအဲဒီအထူးပြီးတဲ့ဝိဇာဉာဏ်၈ပါးနဲ့လည်းမြတ်စွာဘုရားပြည့်စုံလာမှုလဲကရဏက35ပါးတဲ့ဗာရီကတော့ညံ့35ပါးကအဲကရဏက35ပါးဒီကောင်တရားခွန်၅ပါးအဲဒါဒီအိမ်ဘောဇာဒီအိမ်ဘောဇာဒီ ိလပါတိမောကသံဝရမိလအိင္ကအိန္ဒိယသံဝရမိလဘောကဘောဇနေမတ္တဉ္ဇာဇာရဇာကရိယအဲဒီ၄ခုနဲ့တစ်နဲ့တစ်ခုရှိသွားယူပါဇာသံသရုပ်ဇာအတိုင်းအောင်ဇာ၄ခုထက်လိုက်တယ်15ပါးရှိတယ်အဲလာတယ်နဲ့လည်းပြည့်စုံတော်မူတယ်သရဏအခြေခံအရှင်တရားတွေဒီအခြေခံအရှင်တရားတွေနဲ့ပြည့်စုံမှမိမိတို့တို့ရှိရရောက်နိုင်တယ်ခြေတော့နဲ့လည်းတူတယ်ဒီအခြေခံအရှင်တရားတွေ သီလဟာရည်ကြည်တာပဲသီလရှိတဲ့ပုဂ္ဂိုလ်ကမိမိတို့ဖြစ်ခြင်းဟာဖြစ်နိုင်တယ်သီလအဲအိန္ဒိယသံဝရသီလဒီကလည်းအခြေခံတစ်ခုပဲဘောဇနေမတ္တိညုဒသာရဲ့သာရဲ့သာတော့တဲ့ခါကာလမှာအတိုင်းရှင်နေပြီးပြီးတော့သာရတဲ့ပြုစုကနာရှင်ရှင်ပြီးသုံးလို့ရတယ်ဇာဂရိယနှိုးကြရတယ်မနေ့ကမှမနေ့ကမှလည်းထိုင်ရဖြစ်စေမိညာသွားရဖြစ်စေ နိဝရဏတရားတွေသုတ်တင်နေရမယ်စိတ်ကိုသင်ကြေစေရမယ်နိဝရဏတရားတွေမရှိအောင်အထုံနေရပြီယောဂီတွေအထုံနေကြလို့ပဲနေလည်းခင်းလာဒီတိုင်းမှာညနေခင်းလာဒီတိုင်းမှာထိုင်ရင်းဒီညသွားရင်းဒီနိဝရဏတရားတွေကိုသုတ်တင်နေရမယ်ညာဝိရနဲ့ဒီတိုင်းမှာအထုံနေရမယ်၎င်းရံကြတော့ဖြင့်ကျမ်းမာရေးရအောင်လို့လေးနာရီလောက်တော့ဖြင့်ကျင်းတက်ပြည့်တက်ပြီးတော့မနေ့သောသောထပြီးတော့နှစ်နာရီလောက်ကနေထပြီးတော့အဲ့ဒီမှာဇာဂရိယနှိုးကြမယ်နှိုးသက်သက်မဲ့နှိုးနေအောင်ပေါ့အဲ့ဒီလိုပဲ စိတ်ငြိစေစိတ်စိတ်ကိုတားပြုတဲ့စိတ်ကိုတားမြစ်တတ်တဲ့နိဝရဏတရားတွေသင်ကြအောင်လို့အားထုတ်နေရမယ်သံဃာဘာဝနာနဲ့ဖြစ်စေဥပဒနာဘာဝနာနဲ့ဖြစ်စေနှလုံးသွင်းအားထုတ်နေတယ်အခုယောဂီတွေအားလုံးနေလို့ပါပဲ။ငါသာလည်းမြတ်စွာဘုရားပြည့်စုံတဲ့သာကရိယနှုတ်ကြမှု။အနောက်ကသရဂေါင်းတရား9ပါး၊တရာတိရှိဟူတာဘောဓိသတ်၊ဝိရိယပညာဆိုတဲ့သရဂေါင်းတရား9ပါး နောက်ပြီးတော့ဇန်၄ပါးပထမဇန်ဒုတိယဇန်ပြီးသုတ္တဇန်၄ပါးဒါတွေပြောနေလို့ရှိရင်အချင်းကြားနေအဲဒါဝိဇ္ဇာသုံးပါးဝိဇ္ဇာပြေပါသရဏဓိ၅ပါးဆိုတဲ့တရားတို့တရားများဒီနေ့မြတ်စွာဘုရားပြည့်စုံတော်မူအဲ့ဒီလိုမြတ်စွာဘုရားပွင့်နေပြီဒီနေ့တရားကြီးကနည်းနည်းရှိတာကိုဒါဒီတရားရဲ့ဂုဏ်တွေပေါ်ပြထားလောကမှာကိုယ်ပါတာနဲ့ကိုယ်ကိုဘုရားနဲ့ကိုယ်တော်ဘုရားတွေအတိအကျရှိကြတာပဲအဲ့ဒီဘုရားတွေကသူပြောတဲ့ဂုဏ်တွေတခုမှရှိတာမဟုတ်ဘူးအရဟံကိလေသာကင်းတယ်ဆိုတာလည်းမရှိဘူးတော့ ်ဟာမရှိဘူးသမာဓိမောရအလုံးစုံတရားတွေကိုကိုယ်ပဲညာဖြင့်မှန်လာသာပြီးရဆိုတာလည်းအဲ့ဒါလည်းမရှိဘူးဝိဇာညာသုံးပါးဝိဇာညာဖြစ်ပါသရဏ15ပါးနဲ့ပြည့်စုံတဲ့ဆိုတဲ့ဂုံနဲ့ဘယ်လိုအဓိအဲ့ဒီတရားတွေမှာမရှိဘူးသူပဲတော့ကောင်းသောစကားကိုဆိုတော်မူတဲ့မြတ်စွာဘုရားတဲ့ကောင်းသောစကားကိုဆိုတော်မူရသည်ဘယ်လိုကောင်းတဲ့စကားတော့ဆိုလို့ရှိရင်ဟုတ်မှန်ရဲ့အကျိုးရှိတဲ့စကားအဲ့ဒီလိုစကားကို ကျောဆိုတာမူရသည်မဟုတ်မမှန်ဘူးအကျိုးမရှိဘူးဆိုရင်အဲဒီစကားကမကောင်းတဲ့စကားပဲသူတပါးအကျိုက်ဒီဒီမကျိုက်ဒီဒီမကောင်းတဲ့စကားကနှခွန်းနှခွန်းလို့ယူရတယ်မဟုတ်မမှန်ဘူးအကျိုးမရှိဘူးအဲဒါသူတပါးကကြိုက်တာလည်းရှိတယ်မကြိုက်တာလည်းရှိတယ်သူတပါးကြိုက်တာမကြိုက်တာနဲ့ခွဲလိုက်တော့စကားနှခွန်းရဟုတ်မှန်တယ်အကျိုးမရှိဘူးတဲ့ဟုတ်တော့ဟုတ်ရဲ့အကျိုးမရှိဘူးဒီလိုစကားတွေပဲရှိတယ် ဥပ္ပယ်မဲ့လည်းအကျိုးမရှိတဲ့စကားပြောလို့လည်းကားရယ်။အဲဒါလည်းတကယ်ကြိုက်တာလည်းရှိတယ်မကြိုက်တာလည်းရှိတယ်။ဒီလိုစကားလည်းပဲမပြောဘူးလေမပြောဖို့လည်းတကယ်လေးဘူး။အဲဟုတ်မှန်ပြီးတော့အကျိုးရှိတဲ့စကားသူများကြိုက်တာလည်းရှိတယ်မကြိုက်တာလည်းရှိတယ်။ဟုတ်မှန်ပြီးအကျိုးရှိတဲ့အကျိုးရှိပေမဲ့လည်းတချို့ကအဆုံးမဩဝါဒပေးတဲ့စကားတချို့ကတမ်းကြိုက်ဘူး။မနာကညာအဲတချို့ကလည်းကြိုက်ပါတယ်။ဟုတ်မှန်ပြီးအကျိုးရှိတဲ့စကားတဲ့အဲဒါဘယ်လိုပါကြိုက်ဒီဖြစ်စေမကြိုက်ဒီဖြစ်စေ ပြောတဲ့အခါပြောရတယ်တဲ့မြတ်စွာဘုရားကလည်းအဲဒီလိုစကားကိုပြောပါတယ်ဟုတ်မှန်ရိုးကြည့်တော့ရှင်ပြောတဲ့အချိန်မှာပြောတယ်အများကြီးမကြိုက်တာလည်းရှိတာပဲအများကြိုက်တာလည်းရှိတာပဲအဲကြိုက်တာမကြိုက်တာဗရာဏမဟုတ်ဘူးဟုတ်မှန်ပြီးအကျိုးရှိတာကဗရာဏနောက်ပြီးတော့ပြောတဲ့အခါလည်းပြအောင်ခါကာလကလည်းမပြောတဲ့အခါဆိုရင်လည်းမပြောရဘူးစကားအားရဘူးဘုရားတော် ကျိုးရှိဟုတ်မှနတန်တော်စကားကောင်းလို့သာပြောဆိုတော်မူရပါပဲဒီအကျိုးရှိဟုတ်မှဟုတ်မှလူကျိုးရှိတဲ့စကားအဲဒီလိုစကားကပြောရတဲ့ဆရာအကျိုးမရှိဘူးမဟုတ်မှမှုဆိုရင်အဲဒီလိုစကားကျိုးမပြောဘူးဟုတ်မှမယ်မယ်လို့အကျိုးမရှိရင်လည်းမပြောဘူးအကျိုးလည်းရှိရမယ်ဟုတ်မှရမယ်ဟုတ်မှလူအကျိုးရှိရမယ်အဲဒီလိုစကားမျိုးပြောတယ်တဲ့ဒါလည်းပြောနေတဲ့အခါမှာပြောပါတယ် သာသာသိပြောတာမဟုတ်ပြောတဲ့အချိန်ကြာမှပြောတယ်။အဲဒီလိုကုန်တဲ့ပြည်စုံနဲ့ဖျားပွင့်နေပြီတဲ့။လောကကြီးလောကကြီးကြောင်းရာလုံးလုံးကိုစင်တိနေတာမဟုတ်ဘယ်သမ ्यास ွာဗျာ။လောကကြီးကြောင်းရာလည်းကုန်တိတဲ့မြတ်စွာဗျာ။အနုတ္တရောအလွန်ကဲအထူးမြတ်ဆုံးဖြစ်တဲ့မြတ်စွာဗျာတဲ့။သီလကုန်၊သမာဓိကုန်၊ပညာကုန်၊မုတိကုန်၊မုညန္တကုန်သူပါတဲ့သူကဲတဲ့ဒီကုန်တွေနဲ့ပြည်စုံတော်မူတဲ့အတွက်ကြောင့်ဒီလောကလုံးတဲ့ သူကဲမြင့်မြတ်တဲ့မြတ်စွာဘုရားပဲသုရိတဓမ္မတာရတိသုံးမလိုက်တဲ့ပုဂ္ဂိုလ်တွေကိုကျင့်ကြည်အောင်သုံးမရတဲ့မြတ်စွာဘုရားတဲ့သုံးမလိုက်တဲ့ပုဂ္ဂိုလ်တွေကျွတ်တင်ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားသွန်နေသုံးမတော်မူပုဂ္ဂိုလ်တွေလည်းသုံးမတာပဲနတ်တွေလည်းသုံးမတာဘုရူတွေလည်းသုံးမတာပဲဒိဋ္ဌာန်တွေလည်းသုံးမတာပဲမြတ်စွာဘုရားအဲဒီတော့သုံးမရတဲ့ဒီပုဂ္ဂိုလ်တွေမှလည်း ကျန်တဲ့ဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်တွေရှိတယ်။အဲမြတ်စွာဘုရားတောင်းမှလာပြီးဝါရတွေကျင်တဲ့ပုဂ္ဂိုလ်ရှိတာကိုဘုရားနဲ့ဝါရကျင်တဲ့ပုဂ္ဂိုလ်တွေရှိသေစကပြပိုက်ကြီးဆိုတာနဲ့သင်ကြတာပါကွ။အဲဒီလိုပုဂ္ဂိုလ်တွေရဲ့ဉာဏ်ကြီးပင်မှုတောင်းမြတ်စွာဘုရားသုံးမာရတဲ့နတ်ဘလူတွေကလည်းအာလာဝကဘလူဆိုတာနဲ့ကြားတဲ့ဘလူကြီးဘောအဲ့ဒါလည်းဉာဏ်ကြီးပင်မှုတောင်းမြတ်စွာဘုရားသုံးမာတဲ့ဒီပြင်ဘလူတွေလည်းရှိပါတယ်မြတ်စွာဘုရားသုံးမာတဲ့ မြန်မာထဲမှာတောင်မှဗကဆိုတဲ့မြန်မာကြီးကသူအရှင်ကြီးပြီးတော့နေတာအဲ့ဒါသူလည်းပဲမာနာကြီးပြီးတော့ထောင်လွှားနေတယ်မြန်မာကြီးအဲ့ဒါလည်းရင်ကြီးသိမ့်မှုသာမြတ်စွာဘုရားဆုံးပါလေတရိခာနေတဲ့မှာလည်းပဲနာလာကြီးဆိုတဲ့ဆင်ကြီးအဲဒေဝရနဲ့သူ့ရဲ့ဓတိတွေကအရက်တိုက်ပြီးတော့မြတ်စွာဘုရားဆုံးကဝင်တဲ့မြတ်စွာဘုရားကိုဆင်ကြီးထိုးသအောင်လို့ဆွတ်ကြတာကိုအဲ့ဒါကိုမြတ်စွာဘုရားဆုံးမတော်မူတယ် လွယ်လွယ်ပါပဲသူကမေတ္တာနဲ့အာတိနဲ့မေတ္တာနဲ့မေတ္တာဘာဝနာဖြင့်သုံးပါးဘာမှဟောပြောနေတာဟုတ်ပါဘူးသူကဆိုရင်ဒီနိမုံဝေကြည့်တာနောက်မှဟောလာသေးတယ်အဲမကောင်းတဲ့မှုတွေမပြုရသုံးမှမြင်ကြည့်တော့ဒါလည်းအဲဒါလူယောက်ျားနားယောက်ျားတရိษံယောက်ျားရင်ကြည့်တင်မွေးအောင်သုံးနေသုံးမှတော့မူနိုင်တဲ့မြတ်စွာဘုရား ပဋ္ဌာရိဝမနုဿာနာနတ်လူတို့ဤတူဤရောဆရာများအဖြစ်ဖြစ်တော်မူပေတယ်မြတ်စွာဘုရားသူရဲ့နတ်တွေမှာလည်းအားလုံးအတွက်အကျိုးများအောင်မြတ်စွာဘုရားပွင့်လာအားလုံးအတွက်အကျိုးများအောင်မြတ်စွာဘုရားသူနဲ့ဆုံးပါလေအဲတချို့တချို့သောပုဂ္ဂိုလ်တွေကတော့အယူတွေဆွဲတွေလွဲပြောနေလို့ဘုရားကမကြီးညွန်နေတာတည်းလည်းရှိတာပေါ့လေဒါပေမဲ့လို့သူကလည်းသူတို့မြတ်စွာဘုရားကတော့အကုန်လုံးအတွက်ဘုံနဲ့ဆုံးပါဖို့ရပွင့်ထုတ်ပေါ်ပေါက်လာတယ်မြတ်စွာဘုရားအားလုံးသော လူနာမြမသတ္တဝါတို့ဤသူရိသောဆရာများဖြစ်ဖြစ်တဲ့မြတ်စွာဘုရားဘုဒ္ဓတရားလုံးစုံအကုန်စင်သိတော်မူပေတဲ့မြတ်စွာဘုရားဘဂဝါဘုံတော်နာနာကံတော်နာနာညာတော်နာနာတကုတော်နာနာတို့နဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားအဲဒီတော့မြတ်စွာဘုရားအွင့်နေသည်မြတ်စွာဘုရားဘုရားဆိုတာပွင့်နေတယ်တရားဉာဏ်မှာပွင့်နေတယ်ရာသီကရာသီလောကေဥပိသံဒိဋ္ဌာဂတာ လောကေလောက၌ကရကတာမြတ်စွာဘုရားရှင်ကရာစီကရာစီတရားတခါ၌သာလျှင်ဥပ္ပဇံဒီပွင့်တော်မူကြကုန်၏။ဘုရားမပွင့်တဲ့ခါကများသဘာတော်မှာဘုရားပွင့်တဲ့ကဘာကြီးများခါတရားကဘာတော်ရာထောင်သိမ့်သန်းဂရေအသိချင်းဘုရားမပွင့်တာဒီအဲဘုရားပွင့်တဲ့ကဘာကနည်းနည်း90တကဘာအချင်းမှာဘုရားခုနှစ်စုခုရှိဘုရားခုနှစ်စုပွင့်တာလေ90တကဘာအချင်းမပွင့်တဲ့ကဘာတွေဘယ်လိုများများရှိလဲဒီကဘာက၄စုရှိလို့ဒါတော့ခုနှစ်စုရှိတယ် ဒီကဘာကလေးစုနှုတ်လိုက်မယ်ဆိုလို့ချင်းကဘာ90အတွင်းကအရာ30စုပဲပွင့်တယ်အဲ့တော့ကဘာ30မှာတစုပွင့်တယ်ကျွတ်လိုက်လို့ပွင့်ကဘာ30တစုကျတော့29ကဘာအရာကိုမပွင့်ဒါကတော့တော့များပါသေးတယ်တခါပြန်အဲ့ဒီလိုပဲကဘာရာနဲ့ထောင်နဲ့ပေါင်းနဲ့သိန်းနဲ့တန်းနဲ့ကြည့်ပြီးတရားမပွင့်တဲ့ခါတွေရှိတယ်။ဘာလို့လဲမပွင့်နိုင်လို့ဆိုတော့တရားဖြစ်အောင်ကြည့်ရတယ်တောင်းလာတယ်နည်းလာမဟုတ်ဘူး။อืมခုနေတော့ပြန်ဖျားလုံးနေပေါ်ပါတယ် ဆရာတော်နေတော့ပေါ်ပါလေဒီဆရာဝါရမှာကဆရာတော်နေတော်မြတ်မာယာနဆိုရင်တော့သူတို့တော့အကုန်လုံးဆရာတော်နေလောက်ရတာပဲဆရာတော်နေအကုန်လုံးဆရာပြည့်အောင်ကြည့်ရမယ်လေသူပြောတယ်သူတို့သာထဲမှာဆိုရတယ်ဆရာဝါရကယဟနာပြည့်ုံနဲ့ကိစ္စပြည့်ရဲဆိုတာမပြည့်စုံနေဘူးတဲ့သူကဆိုတယ်သစ္စကဗုဒ္ဓဖြစ်ပြီးတော့ကိစ္စပြည့်တယ်ဆိုတာမပြည့်စုံနေဘူးတဲ့ သမ္မာသမ္ဗုဒ္ဓဖရာကိုရှင်းအောင်ပါသမ္မာသမ္ဗုဒ္ဓဖရာမရှင်းသေးတဲ့ညကာလပါလို့ဒါမြတ်ကိုရှင်းရကလုံးဝမလွတ်မြောက်သေးဘူးသူတို့ကဒီလိုဆိုရဲဒါပေမဲ့လို့ဘတ်တော်ရည်အင်းစာပြရလိုက်ပြီးတော့ဘတ်တော်ရည်ရဲ့စိတ်ကနူးညံ့တော့ဘတ်တော်ရည်အလိုလိုက်ပြီးတော့အရာတခုရောက်ရင်လည်းကိစ္စကြီးရဲ့စိစကဘုရားပြင်းတဲ့ကိစ္စကြီးတယ်လို့ဘုရားကလိုလိုက်ပြီးချော့မော်ပြီးတော့ဟောထားတာတဲ့ အဲရဟန္တာဖြစ်ပြီးတိစ္ဆကဘုရားဖြစ်ပြီးတဲ့တခါဘုရားအလောင်းကိုပြန်လို့အောင်မှတို့ကဒီလိုဆိုတာဘုရားသူတို့ကြားနေရတယ်လို့ဆိုရဲအဲဒီလိုလည်းဒီတိုင်းကျင့်နေတာသူတို့ဒီအကုန်လုံးဘုရားအလောင်းညောက်ကြရမိမ့်မရအကုန်လုံးတို့ကတော့ဘုရားအလောင်းနေပဲဘုရားဖြစ်ဖို့သူတို့ကဆူတောက်ပြီးတော့ကျင့်တာဘယ်တော့ပွင့်ညာမယ်တော့မပြောတာဘူးဒီဘုရားရဲ့အဲပွင့်မဲ့ကာလဘယ်တော့ရဝေးမယ်တော့ပြောတာပြီးတော့သူတို့သူတို့မဟာယာနမှာဘုရားဖြစ်ပြီးတော့လည်းနိဗ္ဗာန်ကိုတပါးတဲ့ငွန်ရသေးဘူးတဲ့ဒါလည်းပါသေးတယ်တတ္တဝါတွေနဲ့ ။တပြိုင်နဲ့ဝင်ရမှာလေ။တပါးလေးဝင်သွားရင်ဒီကိုပေါင်းကြတယ်ဆိုတဲ့အမြင်မျိုးရောက်တာပေါ့လေ။တရားဖြစ်ပြီးတဲ့နိဗ္ဗာန်မွင်ရတယ်။အဲ့ဒီတရားဘယ်နှားသွားနေလဲပြောတာ။ဘုရားသစ္စာကြီးကဆရာကတဘာဝပဲကြတာ။သူတို့ယူထားတာ။တဘာဝစပြီးတော့ဘယ်လိုပုံကဒီလိုစာရေးထားခဲ့တယ်လဲမသိပါဘူး။နောက်ဘုဂဝေကတော့ဟုတ်ယုံကြည်နေကြတာစာကတော့မာယာနာစာတွေကသက်သာရပြိဋိဘာစာပြည်သနာကိုနှစ်ပေါင်း၄900ကျော်မှဖြစ်လာတာသူတို့ စတယ်ပါမရှိသေးဘူးလို့ဆိုတယ်ဒါပေမဲ့လက်ဖို့ကိုရေးတယ်ဟိန္ဒူတွေကဘုရားဘာသာတရားတွေသိအောင်ရေးတယ်လို့လည်းဆိုတာပဲညီကအင်္ဂါလည်းတော့ဟိန္ဒူတွေကသာသနာတဲ့ညာလို့ဝင်ပြီးညာလို့ညာလို့ပြီးတော့သူတို့တရားတော်မထေကြီးဆရာတော်ကြီးဖြစ်နေမှာပေါ့အဲဒီကနေပြီးသူကကြားနေပြုတ်ထားခဲ့တာလေဥစ္စာဘုရားဘာသာတရားတွေသိအောင်လို့ညီကအင်္ဂါကြားကပြောတယ်ဘုရားစတယ်ပါတော့တဲမယုံညီကအင်္ဂါသာဒီနေ့ခိုင်းကနာတွေနှိမ့်တန်တဲ့တူအားရဲ့တော့အောင်မယ်နောက်တော့မဟာယာနကျမ်းစာတွေကြည့်တော့သူကပုံပုံရတယ် အဲ့ဒီလိုပုဂ္ဂိုလ်တွေကရေးတာပဲဟောရတယ်မဟုတ်ပြုတ်နေတယ်ရေးတာကအဲ့ဒါဘုရားပြပြီးတော့သူကနိဗ္ဗာန်မောရသေးဘူးလေသူကပြောတယ်အားလုံးသတ္တဝါတွေအကုန်လုံးဘုရားပြပြီးမှတကြိမ်နဲ့ဝင်ရမှာဆိုတော့ညခွင့်ကြီးပြပြောပြောတင်းလို့မရဘူးဘာလို့လဲဆိုဒီနေ့သတ္တဝါတွေထားပါဦးနော်လူပုဂ္ဂိုလ်တွေရင်ကိုတရားနဲ့ဝေးနေတဲ့ပုဂ္ဂိုလ်တွေအများကြီးတာပဲအဲ့ဒီပုဂ္ဂိုလ်တွေဘယ်တော့ညာပွင့်မလာမသိဘူးမသိတယ်ပဲဘောတော့ဥပိုင်းတက်ကဟိုနေ့ပြောတာတော့ဟောမာဒီမာဒီညာတိကြီးအကျောက်တာ ဲ့ဒီကောင်ရလာတယ်ဆိုတော့ဘုရားဝင်ကလည်းသူကဆရာဆရာလောင်းဘုရားစုပါတော့ဆရာလောင်းဖြစ်တော့ဟိုငကြကြီးပွင့်အောင်လို့ပါသူကပါရမီတွေချီးကျင့်ပြီးတော့အထုပ်အဲ့ဒါသူကဒီကောင်ရလာတယ်ဆိုတဲ့ဆိုမင်းလည်းရလာတော့ဆိုတော့အနုငါရအလိုနဲ့လူနှစ်ယောက်အရဲမူးတဲ့လူနှစ်ယောက်ဗန်ကြထိုးပြီးတော့ကနေတာသူကြားခဲ့လို့ပြောတယ်တဲ့နဲ့ကြားခဲ့အနုငါရရင်မာတဲ့ရိတ် အဲဘုရားရှင်နဲ့ဘုရားအလောင်းရင်းမှာကအရင်မှာတကြိတ်ရှိတယ်။အဲ့ဒါကဆင်းနေခွင့်ရတယ်။အဲဒီကနောက်တော့မှအနု900ဆိုရင်ဘုရားအလောင်းခွင့်ရတယ်။အနု900ရင်းမှာတဲ့နောင်လာ700ဆောင်းဘုရားဘုံကွယ်အဲ့ဒီကနောက်လည်းပဲဘုရားတော်ကြီး700ကြီးတယ်။ဘု700တော့တို့နှစ်ယောက်ကွယ်ရတဲ့သမားတွေအဲ့ဒီ700တော့တို့ဘုရားပွင့်မှာတို့နှစ်ယောက်ကွယ်တို့နှစ်ယောက်တော့ခင်ကြီးပေါက်ကွယ်အဲ့ဒီခင်ကြီးပေါက်ဆိုတာလေဘုရားပြည့်အောင်လို့ဆိုရတယ်သိပြီရှင်းတယ် ဲ့ဒီသူကျောင်းဝန်ကမှသွားပြီးတော့ဒီအရဝူးသမားတွေဆွေးကြတာလေဒါခင်ကြီးပေါ့ကကြားတယ်စဉ်းစားအင်းအနု900ရင်းမှလေးဆိုတော့ငါးစီကပွင့်မယ်ကြားတော့နေအများကြီးပဲနောင်လာ700ခရားပေါင်းဆိုတော့တော့ပုံကြားရတာငါတော်တော်နဲ့မပွင့်ရတယ်အဲဒီကနောက်ဆိုရှင်တောင်းတော့ဒုနှစ်ယောက်ွက်ဆိုတော့အဲ့ဒီရှင်းတောင်းတော့ဒီရေသမားတယောက်တော့ပွင့်အောင်မယ်ဆိုတော့ဒုရှိကပွင့်မယ်ဖရာအလောင်းနောင်တော်တွေကခုတည်းကမူတော့မွေလို့ရှိသေးတယ် ငါတော်တော်တက်ပွေးရမှာမဟုတ်ပါဘူးဆိုပြီးတော့အဲဒီမှာဟိုတည်းလူထွက်တယ်လို့ဆိုလာမှာဆိုတာခရီးတော်ထွက်သွားတယ်လို့ဆိုတာအဲဒီလိုပြောအဲဒီလိုပြောတော့ဗောဘောရဝေကလည်းဆိုရဲအေးဒီလိုဆိုလို့ရှိရင်ခင်ကြီးပေါ့လေထွက်အောင်ပါရှင်းပါသူလည်းခရီးတော်ဝေးသေးတာဟင်းခင်ကြီးပေါ့နောက်ကြပါသူကပွေးရမယ်လို့ဖြစ်နေတာလို့ဆိုတာအဲဒီလိုဖြစ်တယ်အဲ့ဒါလည်းပဲဝေကလောကမှာရှိတဲ့တော့လူတွေတရားနဲ့ဝေးနေတဲ့ပုဂ္ဂိုလ်တွေပဲအချိန်ကြာပြန် မရဖြစ်မယ်လို့ဒီမရတယ်အကုန်လုံးကတကယ်နဲ့ဝင်ရမယ်ခဲ့တာဟောလူတွေပြင်းတိရစ္ဆာန်တွေလာအများကြီးပဲဖို့ကုန်ပြီဟောဒီဘာမှအသိမရှိတဲ့ကောင်းကြီးအများကြီးဒါတွေအကုန်လုံးမရဖြစ်ပြီးမှအကုန်ဝင်ရမယ်ဆိုတော့အရင်ကပွင့်နေတဲ့ဘုရားတွေဘယ်သွားနေရမှမသိစဉ်းစားလို့မရဘူးမာယာတော့ပါလားတော်တော်မဟုတ်ပြဝါရပဲဆိုတော့မဟုတ်ပြဝါရအဲဒါလို့ဘုရားအလောင်းတွေကတော့များတာပဲဒါတော့ဒါရင်လည်းပါရမီဖြည့်အောင်ပါရမီပြည့်အောင်လို့ဖြည့်ကျင့်နိုင်တယ် တရားတော်ကဒီကနဲလို့ဒါကြောင့်ဘုရားတွေတွင်တွင်ခဲ့တယ်တဲ့ကရာဇိကရာဇိပြန်တခါမှပါလားလောကီလောကနဲ့တရားကတာမြတ်စွာဘုရားတို့ဒီဥပိ္ပဇံဒီတွင်ထောင်းဘောဘောကမူလာကြကုန်၏။ဘာနဲ့တူတယ်ဆိုရင်မိုးမောင်ကြပြီးမိုးရွာနေတဲ့အခါမှောင်ကြီးမဲပြီးတခါတရားလေးလျှောက်ရုံနဲ့လက်တယ်အဲ့ဒါလိုပဲတဲ့ဒါတောင်မှဒီဥပမာတောင်မှလျှောက်ကအလက်များကောင်းများပါလေဦးမယ်။တရားဆိုရလေခဏခဏသတ်သတ်ရတာကလက်တယ် အဲကဘာမှာဘုရားပွင့်တယ်ဆိုတာအမနာကိုနဲပါတဲ့အဲဒီတော့ဘုရားပွင့်တော်မူတဲ့အခါအမနာရခဲ့တယ်အဲဒီတော့ရခဲ့တဲ့မြတ်စွာဘုရားကိုပွင့်နေပြီတဲ့ဣဒာဤလောကနဲ့ဣဒာလောကဤလောကနဲ့တာတကတော်မြတ်စွာဘုရားသည်ရာသကြီးတော်ဂုဏတော်နဲ့ပြည့်စုံတော်မူသောဂုဏတော်ကိုပါရပြည့်စုံတော်သောမြတ်စွာဘုရားသည်လောကီလောကနဲ့ဥပ္ပန္နောဟောတိပွင့်ထွန်းဘဝကံမူလာတဲ့ဤလာခြင်းသည်ဓမ္မောသတ္တိဒီဩပသမိကော ပရိနိဗ္ဗာန်ိကောသံဘောရဂာမိသတ္ထာဂတဝေရီတော်ဩပတမိကောမိလသာငြိမ်းခြင်းကိုပြုတာဖြစ်စေရသောပရိနိဗ္ဗာန်ိကောသင်္ခါတိငြိမ်းခြင်းကိုဖြစ်စေရသောသံဘောရဂာမိသစ္စာလေးပါးသောဖောက်ထွင်း၍သိနိုင်သောအရိယာမဲ့သို့ရောက်စေရသောသတ္ထာဂတဝေရီတော်ဟာသုက္ကတဝေရီတော် မြတ်စွာဘုရားဟောကြားတော်မူအပ်သောဓမ္မအစတရားကိုဤဒေဝီယကြီးဟောအပ်၏မြတ်စွာဘုရားဟောတဲ့တရားလည်းဟောနေပြီဘုရားကိုယ်တော်ရင်ဟောတာလည်းရှိနေမယ်အဲမြတ်စွာဘုရားဤတတိရေဆက်ဆက်ဟောနေတာလည်းရှိနေအဲ့ဒီလိုတရားဟောလိုက်မယ်တဲ့ဘယ်လိုတရားတော်ဩပါဒမီကိုကိတ္တာကြီးစေနိုင်တဲ့တရားသာမန်ဓာနာသီလကိုယ်တော်ဤအကျိုးလေးရပြီလူချမ်းသာနာချမ်းသာလည်းရပြီဒီလိုတရားမဟုတ်ဘူးတဲ့ဩပါဒမီကိုကိလေသာကြီးစေနိုင်တဲ့တရားလည်းဟောနေပြီ ဣဒိလာငြိမ်းစေနေတဲ့တရားဆိုတာသူကယောဂီတွေတရားအားထုတ်နေတဲ့တရားမျိုးတွေပဲအဲဝိပဿနာတရားတွေပဲဒါတွေဓွား၆ပါးကဖြစ်တိုင်းဖြစ်တိုင်းယုံနာနေရှုရဖြစ်တိုင်းဖြစ်တိုင်းယုံနာနေကိုရှုရင်အဲဒီဖြစ်တိုင်းဖြစ်တိုင်းယုံနာနေဆက်ပြီးတော့ကိလေသာတွေငြိမ်းနေမြင်နာရှုလိုက်မြင်နာဖြစ်ပြဲသွားမမြဲဘူးသိလို့ရှိရင်အဲဒီမြင်နာနဲ့ဆက်ပြီးတော့လောဘဒေါသမောဟကိလေသာမဖြစ်ဘူးရှားတာရှုရင်လည်းဒီလိုငြိမ်းနာပဲ နာနာရသာရာရဝိရိယရကွေရာသနာဆိုင်နာသာရာလှုပ်ရှားတာဒီတိုင်းဒီတိုင်းကိုယ်မူရတဲ့ရှုအဲဒီကိုယ်မူရတဲ့နဲ့စပြီးတော့လေလောဘဒေါသမောဟကိလေသာနဲ့ဖြေကွန်းသိကွန်းတင်းသားမကြသိမှုတွေရှုအဲဒါတွေဒီတိုင်းဒီတိုင်းရှုဒီတိုင်းဒီတိုင်းလောဘဒေါသမောဟတွေငြိမ့်နေဝေဒနာတွေရှုဒုက္ခဝေဒနာဒုက္ခဝေဒနာဥပိ္ပခဝေဒနာတွေအဲဒီဝေဒနာနဲ့စပြီးတော့လေလောဘဒေါသမောဟပဲဖြေကွန်း ိဋ္ဌာငိမ့်တာပဲအဲဒီကိဋ္ဌာငိမ့်ကြောင်းတရားတွေဟောနေပြီသူတိဋ္ဌာတရားများလည်းပေါ့တိဋ္ဌာလုံးမှာလာတဲ့တရားများတော့ဘောပသမီကကိဋ္ဌာကိုငိမ့်စေရသောဓမ္မောသတရားကိုလည်းဒေတိယတိဟောအာရီဟောနေပြီတဲ့တရားလည်းဟောနေပြီတရားမဟောတဲ့ခါလည်းရှိတယ်တရားမပွင့်တဲ့အခါရှိတယ်တရားပွင့်ပြီပညာတော်လည်းတရားမဟောသေးတဲ့ခါလည်းရှိတယ်မြတ်စွာဘုရားပွင့်ပြီးအားသာက49ရက်ပတ္တပတ္တ49ရက်အတွင်းမှာတရားမဟုတ်